ျွန်တော်တို့မိသားစုတွေကဖတ်ခဲတဲ့ဘဝလာရောလေညမမအေးရတဲ့ချင်းကြီးရှိရပါတော့။မိတော့ပေါ့အိမ်လေးတလုံးကောင်းကောင်းလေးစောက်နေနိုင်တော့အဲ့အတွက်လည်းဝမ်းသာတယ်။ကျွန်တော်ရဲ့ personal life မှာအမားရှိခဲ့ရှိခဲ့ကျွန်တော်ဘောလုံးကဘောလုံးဝင်နေမှာကျွန်တော်အမားရကျွန်တော်ဘယ်တော့မှဘောလုံးဝင်လေးဆွဲမခေါ်ပါဘူး။ထွေမီလေးစင်းဝင်ရတယ်ကျွန်တော်မှကျွန်တော်တို့ရောရောတော့ ကျွန်တော်တို့ဒီထိုင်းလီပထမကြော့ပြီးလို့ကျွန်တော်ဒီမြန်မာနိုင်ငံကိုပြန်ရောက်နေပါတော့မြန်မာနိုင်ငံပြန်ရောက်တဲ့အချိန်မှာဟိုလက်ရှိကျွန်တော်ကျွန်တော်ရဲ့အိမ်မှာရောက်ရှိနေဖြစ်ပါတယ်ကျွန်တော်ရဲ့အင်္ဂါကျွန်တော်ရဲ့အိမ်အစ်စ်ပေါ့နော်အိမ်ဒီတပ်ဖို့အတွက်ရဲ့အဲ့လိုမျိုးပြီးတော့အနားယူဖို့အတွက်ရဲ့ပေါ့နော်ပြန်လာတာပေါ့အမှန်တမ်းပြောရင်ကျွန်တော်ဒီအိမ်ကအရင်တော့ပြင်တော်သမိုးပေါ့နော်ရန်ကုန် United ကိုပြောင်းတဲ့အချိန်မှာဝယ်လိုက်တယ်အဲ့ပြင်တော်သမိုးအဲ့ပြီးတော့အဲ့ဒါပြီးရကျွန်တော်ရဲ့ အဲအနာဂတ်ဘလမှာကျွန်တော်အိမ်ကောင်းကောင်းလေးနဲ့ကျွန်တော်မိပါတယ်ကိုကျွန်တော်အိမ်ကောင်းကောင်းလေးနဲ့ထားခြင်းနဲ့ဆိုရက်ရွေချက်လေးတော့ရှိရဲ့အားဒါမဲ့အကြောင်းမျိုးမျိုးရောက်ကြန့်ကြာနေတယ်အဲ့ဒီနောက်မှာကျွန်တော်ဒီထိုင်လီကိုထွက်ကစားတယ်ထိုင်လီထွက်ကစားတဲ့အချိန်မှာရလေလာတာလေးဆိုပြီးတော့အမေအမေပေါ့နော်အဖေကတော့ဆုံးသွားတော့ဒီမှာမရှိတော့ဘူးနော်အမေအမေတို့ပေါ့အိမ်လေးတလုံးကောင်းကောင်းလေးစောက်ပေးနိုင်တယ်ပေါ့အဲ့ဒီအတွက်လည်းဝမ်းသာပါ အမှန်တမ်းမှာကျွန်တော်စောက်ချင်တဲ့ပုံစံလေးပေါ့နော်ဒါပေမဲ့ဒီပုံစံလေးကိုကျွန်တော်ရဲ့အရင်ကဟန်သာယူမှလူလူပြသားတဲ့တကယ်ချင်းရှိရပေါ့နော်ထွန်းလင်းညော်ပေါ့သူနဲ့ကျွန်တော်တိုင်ပင်ပြီးတော့ငါ့ကိုအိမ်ဒီဇိုင်းလေးတော့ဆွဲပေါ့နော်ငါကြည့်မယ်ကြည့်ရင်မှသူဆွဲပြီးတဲ့ဒီဇိုင်းနဲ့ကျွန်တော်လိုရင်းတဲ့ပုံစံနဲ့ quality ပဲအဲ့တော့တကယ်ချင်းကိုပဲအားလုံးအပ်လိုက်တဲ့အပ်ပြီးတော့သူပဲကျွန်တော် စိတ်တိုင်းကြလူလေးသေးမရှိအကုန်လုံးပြင်ဆင်ပေးရပါတော့အကုန်လုံးသူပဲ integration ရောအင်အစအဆုံးသူပဲတာဝန်ယူပြီးတော့ကျွန်တော်အကူအညီပေးရပါတော့ကျွန်တော်တို့ ရင်းနေရပါတော့ကျွန်တော်တို့မိသားစုတွေကထပ်ခဲတဲ့ဘဝလာတော့အိမ်တလုံးပိုင်ဆိုင်နေတာတော့ဒါကျွန်တော်ရဲ့အိမ်မက်ပေါ့နော်ဟိုကျွန်တော်အမိလည်းအိမ်မန်ရပိုင်နေနေနေသူပြောနေကြတဲ့ကားကြီးပေါ့နော်ကိုယ်အိမ်ပိုင်ရှိလို့ရှိတော်တင်းလာဘူးရမျိုးစားတာလို့စားတာစားလို့ရတယ်ပေါ့နော်လုံးခဲ့တဲ့15နှစ်လောက်ပေါ့နော်15နှစ်16နှစ်ဆိုတော့အာအဲ့တည်းရလောက်မှကျွန်တော်တို့ရင်းနှီးဆက်ခဲ့တယ်ပြီးတော့အိမ်ငါးနဲ့နေရတယ်အိမ်ငါးနဲ့နေအဲ့ရတော့ဆိုင်ရလဲ မိုးလင်းမောက်ဖွင့်တဲ့ညရောလမ်းမမအေးရတဲ့ချိန်ကြီးရှိရပါတော့။အဲဒီမှာအဲ့ဒီကကျွန်တော်ရဲ့အလူရလည်းကျွန်တော်မိပါရဲ့အေးလေးနဲ့ကောင်းအောင်မွန်ထားနိုင်အောင်ဒူလာမယ်။ဒူလာပြီးတော့ရင်တော့အမျိုးတို့လုံးမလုံးခိုင်းတော့ဘူး။နားယူပါရင်ကျွန်တော်ပဲလုပ်ကြည့်မယ်ပေါ့နော်။တို့ရဲ့ဟိုအသက်ကြီးလာတဲ့အချိန်မှာပြန်မှမခံရအောင်ကျွန်တော်ဟုတ်ရအဲ့လိုမျိုးထားနိုင်တယ်ထားနိုင်နေရပေါ့နော်ထားနိုင်နေတဲ့အတွက်လည်းဝမ်းသာပါတယ်အားရကျင်နမှုရှိမရှိဆိုတာထက်ဟိုအခု ပြသနိုင်ခြေစွမ်းတဲ့ကျွန်တော်စိတ်ရင်3လ5ဆလောက်ပို့ပြီးတော့ထပ်ကြိုးစားမယ်ဆိုတော့ကျွန်တော်တို့လေးစင်မင်းပို့ပြီးတော့ကောင်းလာမှာပေါ့နော်အိုးဆိုကျွန်တော်လေးစင်မင်းခေါ်လိုက်ပြီဆိုရင်ညစ်မှာဟိုတော်တော်များပြောကြတာဟိုပြပပလေးယာတွေအဲပြပပလေးယာပြပပဲထွက်ကစားသင့်တယ်လို့ပြောဆိုတော့မှန်ပါတယ်ပြပထွက်စားဒါပေမဲ့အိုးနိုင်ငံမှာလည်းရှိနေတဲ့ဒီမှာနိုင်ရထွက်မကစားခင်အချိန်ကြီးမှာအာဒီထက်ပို့ပြီးတော့စူးစားဖို့လေတိုက်တွန်းနေတယ်ပြီးတော့တူးချင်းပေါ့နော် ဟို set print လောက်တာတွေအစားတိုက်တွန်းပြီးတော့ professional လို့ခံယူရရင် professional လို့မျိုးနေထိုင်မှုလည်းတိုက်တွန်းနေတယ်ပေါ့နော် professional လို့ပြောပြီးတော့ဘောလုံးကနေရောက်မှ training ချိန်ရောက်မှ20လောက်လိုက်မယ်ပြန်ဝင်ရှင်ပြန်ဝင်ကန်လိုက်မှာမပန်းမကန်ဘူးစိတ်ထဲမှာဘာပြင်နေမှမရှိဘူးထဲရင်ကန်လိုက်မယ်မထဲရင်မကန်ဘူးဆိုတော့ပုံစံမျိုးမရှိနေခြင်းပဲနဲ့ okay ငါ့ကိုမထဲဘူးငါ့ကိုမထဲဘူးဘာလို့မထဲတာလဲအဲ့ဒီငါနေရာတနေရာရောက်အောင်ငါဘယ်လိုမျိုးစူးစမ်း အဲ့လိုပဲ line line up ဝင်နေတဲ့ player player ကလည်းအာငါရဲ့ဒီရလာတဲ့နေရာနေပြီးတော့တခြားလူကငါနေရာမမဝင်နိုင်အောင်ပြီးတော့ဘယ်လိုမျိုးခြေစွမ်းနေကြအောင်စိုးစားမျိုးအပြီးကငါတန်းရမရအောင်ဘယ်လိုမျိုးချန်ခိုင်မှုပြင်ဆင်ထားတုံးသက်ပြီးဟိုးကိုတုံးသက်ပြီးတော့ပြင်ဆင်နေနေတယ်ပေါ့နော်အဲ့ဒါတွေလည်းကျွန်တော်တို့အေးကြောနေတယ်ကျွန်မလေးကြီးကပိုကောင်းလာတယ်လို့မျှော်လင့်တယ်ခုနကပဲပေါ့နော်ကျွန်တော် နိုင်ငံစားထွက်ကစားတယ်ဟောမထိုင်းကထွက်ကစားတယ်လိတူကစားတယ်လိတူကစားတယ်ညောအန်ဖုန်းညောစားတယ်ကစားတော့အသင်းလေးကမစိုးပွဲတော်တော်များများလဲနိုင်တယ်ပြီးတော့ကျွန်တော်ယာစီကောင်မှာချန်ပီယံဖြစ်သွားတယ် အဲချန်ပီယံဖြစ်ပြီးအနောက်မှာကျွန်တော်လီဝမ်တန်တက်တယ်ပေါ့နော်လီဝမ်တန်တက်ရင်မှာကျန်ခဲ့တဲ့နှစ်ကတော့ကျွန်တော်တို့တွေတန်မစင်ရဖို့တော့တော်တော်လေးကြိုးစားရုံးကန်ရတယ်ပေါ့နော်။ဟုတ်ပါလားလက်တီပေါ်ပေါ်မောင်းလာပြီးကျောက်ခေါက်ခွာလောက်လောက်တိုင်းကြီးလို့အဲ့လိုပဲဒီနေ့ရာဒီအစမှလည်းကျွန်တော်တို့နည်းနည်းလေးရုံးကန်ရတယ်ပွဲစားရီဟိုနိုင်မိုးအတွက်ကိုနည်းနည်းလေးကျွန်တော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 ်ကြီးကိုရုံးကန်ရရတယ်ဒါမဲ့အခုနောက်ပိုင်းကပ်ပွဲတွေအပါဝင်လိပွဲတွေအပါဝင်ကျွန်တော်တို့အမှတ်ပေးပွဲနဲ့ကပ်ပွဲပေါင်းကျွန်တော်၁၀ပွဲ၁၀ပွဲမှာကျွန်တော်တို့အဲရှုံးပွဲမရှိဘူး ဲ့လိုမျိုးလေးအမှတ်ပေးမှလည်းကျွန်တော်တို့တွေကဟိုပွဲတိုင်းကြီးပေါ့အမှတ်ရတယ်အဝေးခွင်းလည်းမှတ်ရအိမ်ခွင်းလည်းမှတ်ရအဲ့တော့ကျွန်တော်တို့အခုလမ်းဖုံးကအဆင့်6မှာပေါ့နော်အဆင့်6မှာရက်တင်နေတယ်ကျွန်တော်အတင်ပြောရရင်တော့ကျွန်တော်တို့အတင်ဒီထက်ပိုကောင်းတဲ့နေရာတစ်ခုရောက်လာမယ်လို့ကျွန်တော်တို့ကျွန်တော်ကတော့မျှော်လင့်တယ်ပေါ့နော်ပြီးတော့အာဒီမြန်မာကစားတာကကျွန်တော်တို့အခက်ခဲလို့တော့သိမရှိဘူးဘာကြောက်လဲဆိုတော့ကျွန်တော်ကဟိုအတူတူကျွန်တော်အကြိုက်ဆုံး position က left wing ကကျွန်တော်အကြိုက်တယ် က်ဝင်းကကြတယ်ဒါပေမဲ့အတင်းမှာလည်းကျွန်တော်ကိုလက်ဝင်းကမတော်ဘူး right ဝင်းကတော်တယ်ဒါပေမဲ့ကျွန်တော်ဘယ်လိုပြောမလဲကျွန်တော် professional ပုံစံနိုင်မယ်ပို့ဒီနည်းပြဒီနေရာမှာလိုအပ်လို့ထည့်သွင်းတယ်ကိုကအပေါင်းဆုံးကစားပြီးလိုက်မယ်လိုရဲတခါတည်းနီးပြ first 11တုံးတိုင်းရှိလို့အရန်နေနဲ့တုံးတိုင်းလည်းရှိရပါတော့။အဲဒီပုံမှာလည်းစိတ်မပြေဘူး။အရန်ကစားလို့မှပြင်ရနေဝင်တာ။10မိနစ်ပဲကစားကြတာ။15မိနစ်ပဲကစားကျွန်တော်မှရှိနေတာ။ကျွန်တော်အကောင်းဆုံးကြိုးစားပြီးပါတော့။ဒါကတော့ကျွန်တော်ရဲ့အလုပ်ပေါ့။ အဲ့တော့ဒီလမ်းဖုန်းနဲ့ပတ်သက်ပြီးအသင်းမှာကစားကျွန်တော်တော့တော့ဘာအခက်အခဲမှမရှိပါဘူးပြီးတော့အသင်းရဲ့ player တွေလည်းဟာ local player တွေရော foreign player တွေရောပုံပေါ်ရေးရှိရတော့ကျွန်တော်တို့အများကြီးစီပြီးပါတယ်အရင်ကပေါ့နော်ကျွန်တော်ရဲ့အကက်လေးတစ်ခုတော့ရှိရပါတော့ကျွန်တော် ထိုင်းနေတော့မထိုင်းနေရနေပြီးတော့ကျွန်တော်ဂျေလီမှာကစားကျင်တယ်ပေါ့နော်ကစားကျင်တယ်ဆိုတာကကစားဘူးကျင်တယ်ပေါ့နော်ဘာရောက်လဲဆိုတော့လီစင်နန်တွေကဘလောက်မြင့်မှာရောကွာလဲဥပမာကျွန်တော် nationally နဲ့ thai league နဲ့ဆိုရင် အများကြီးကွာတယ်ဗျာအဲ့လိုပဲထိုင်းလီနဲ့ဂျေလီဆိုလည်းဘလောက်ကွာလဲအဲ့လိုမျိုးနေသိချင်တယ်ပြီးတော့အဲ့လိုမျိုးဂျေလီမှာထွက်ကစားချင်တယ်ဘောနော်အာဒါကတော့နည်းနည်းပေါ့နော်ဟိုမင်းအထင်မှာယူရင်လည်းယူလိမ့်မယ်လို့ထင်ပါဘောနော်ကျွန်တော်ကမန်ယူအပ်ပြရပါနော်မန်ယူအပ်ပြီးတော့မန်ယူတဲ့မှာတော့အဲ့လိုမျိုးပေါ့ကစားခွင့်ရရတော့မဟုတ်ဘောနော် trainee လေးဆင်းခွင့်ရတယ်ဆိုတော့မှကျွန်တော်သိပြောယူပါနော်ကျွန်တော် main fan တယောက်အနေနဲ့ပြောမယ်ဆိုရင် ကျွန်တော်တို့ပြိဋ္ဌာန်ဖြစ်သွားပြီပေါ့နော်ပြိဋ္ဌာန်ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ပြိဋ္ဌာန်တရားတော့နိုင်ငင်နဲ့ကိုအပိအတင်ပေါ့နော်မင်းဦးနေမှာကစားနေရကစားသမားရအကုန်လုံးကလည်းကျွန်တော်တို့တက်ပို့ပြီးတော့နိုင်ငင်လိမ့်မယ်ဒါပေမဲ့သူတို့เออအတင်းအတွင်းအတွင်းလဲမှာပေါ့နော်ဘယ်လိုပြဿနာတွေရှိလဲဆိုတော့ကျွန်တော်လည်းထဲထဲဝင်မသိရဘူးပေါ့နော်အဲအဲ့တော့လည်းပြီးတော့တန်ဟတ်ကိုကျွန်တော်ကဘာသဘောကြာဆိုတော့ အာလူငယ်တွေကိုသုံးရတယ်ကျွန်တော်အမြင်မျိုးကသူကတော့တပြည့်ပြည့်နဲ့အသင်းကိုတည်ဆောက်နေရလို့တော့ထင်တယ်ပေါ့နော်သူ့ကိုတော့အာအချင်းတစ်ခုတော့ထပ်ပြီးရမယ်လို့တော့ထင်တယ်ပေါ့နော်ဟိုအသင်းတစ်သင်းရှုံးတိုင်းတည်ရမလားဘယ်လိုလဲအသင်းရှုံးပြီဆိုတဲ့နီးပြပဲအပြစ်ပြောပြီးတော့နီးပြလေကနိုင်လေချန်ပီယံဖြစ်နိုင်ရင်နော်ဥပမာအခုအာဆင်နယ်ဆိုရင်ဥပမာပေါ့နော်ဟိုအခုလက်ရှိကျွန်တော်သုံးသက်ရရအာဆင်နယ်ဆိုကြံခဲ့တဲ့၃လနှစ်လောက်မှာတိတ်ပြီးပါမလုပ်ပြနိုင်ဘူးဟိုဒီနီးပြအာဒီဒါနဲ့လည်း အသင်းဘာမှမလုပ်ပြနိုင်ဘူးနိဗ္ဗာန်အိုက်ဒါကိုလည်းသူကမထုတ်ဘူးအသင်းမှာဆက်ထားတယ်ယုံကြည်နေပြီးတော့အဲ့ဒီပုံမှာပဲအာအိုက်ဒါအသင်းကိုတပြေးညာတိဆောက်လာတယ်တိဆောက်လာတဲ့ပုံမှာနောက်ဆုံးရာသီနဲ့အခုရာသီဆိုရင်တို့အသင်းကလုံးဝချန်ပီယံကိုဆင်ခေါ်နေတဲ့အသင်းပဲလေနော်ကျွန်တော်ကတော့အဲမန်ယူပရိပရိသတ်တွေကိုပြောရင်တော့အချိန်လေးပေးဖို့တော့လိုအပ်တယ်အဲစိတ်ရှိပြီးတိခံမှုလည်းလိုအပ်တယ်ပေါ့နော်ဟိုတခုဖြစ်တိုင်းနီးပြောက်ထိုးရမှာဘာမှမရှိဘူးခုနက ပလေယာတွေအကုန်လုံးကလည်းဟိုမန်ယူထဲမှာဒန်ရကသာသမားတွေလည်းများနေရောနော်ဒန်ရကသာသမားတွေလည်းများနေတယ်တချို့ဆိုရင်ခေါ်ထားတဲ့ပလေယာတွေအသိပ္ပီအသုံးမဝင်သေးဘူးပေါ့နော်ဟိုကစားကွက်နဲ့အသုံးမဝင်တာတော့ဒန်ရတော့များနေခြင်းကြတော့နည်းနည်းအသိရလည်းကနေခက်ခဲနေတယ်ဆိုတော့ကျွန်တော်မြင်တယ်ပေါ့နော်ဒါပေမဲ့နောက်တစ်နှစ်နှစ်နှစ်လောက်တော့အချိန်ထပ်ပြီးအောင်မယ်လို့တော့ကျွန်တော်မြင်တယ်ပေါ့နော်ဘာမှကြောက်ပွဲပြီးတော့ကျွန်တော် အိမ်ပြန်လာတယ်အိမ်ကလည်းဆောက်ပြီးကစားဆိုတော့အဲကျွန်တော်အိမ်တက်လို့မယ်အိမ်တက်လို့ပြီးသွားရင်ကျွန်တော် new year တော့အိမ်မှာပဲရှိမှာပေါ့နော်အဲပြီးသွားရင်ကျွန်တော်ကန်းကြီးတခုကိုတော့ကျွန်တော်သွားပြီးအနိုင်ဖို့ရှိရပေါ့နော်ကျွန်တော်အတင်းက9ရက်နေ့ကျွန်တော်ပြန်ပေါ့နော်9ရက်နေ့အတင်းနဲ့ပြန်ပြီးပူပေါင်းရမယ်ဆိုတော့ကျွန်တော်အဲ့မတိုင်ရင်ကျွန်တော်အေးစစ်စစ်လေး relax လုပ်ပြီးတော့အနိုင်ယူနေတယ်ပေါ့နော် relax လေးလုပ်မယ်အနိုင်ယူမယ်အဲ့အချိန်မှာဘောလုံးညောင်းမိလာမယ်ပေါ့နော်အဲပြီးသွားရင်တော့အစားအပြင်စားမယ်ပေါ့ ကျွန်တော်ကကျွန်တော်တို့ကဒီကုံတယ်လန်း35လမ်းတိုင်းမှာဆိုင်ဖွင့်တယ်ဘောတော့ဟိုကြော်ဆိုင်ပေါ့ထမင်းဆိုင်တွေတွဲဖွင့်တယ်အဲ့လိုပဲဖွင့်ရကျွန်တော်ကဘောတော့ရန်ကန်ရင်လည်းကန်ရင်တော့ကျွန်တော်ညနေတွေဆိုရင်အမေတို့ရေဒီပိုင်ခတ်ပေးရတယ်ဘောတော့အမေတို့ဟင်းချက်ဖို့အဲ့အဲ့လိုမျိုးပကန်းနေ old quality စေးဖို့ကြော်ဖို့ကျွန်တော်ရေဒီခတ်ပေးရတယ်အဲခတ်ပေးပြီးသွားရင်ကျွန်တော်အမေတို့ရေချိုးမယ်ဆိုတော့ကျွန်တော်ကပြောလိုက်တယ်ဘောတော့ရေချိုးမယ်ဆိုပြောရတယ်ပြောသွားပြီးတော့ ကျွန်တော်အရင်မချိုးကျွန်တော်ပေါ်လုံးသွားကန်တယ်အဲအဲ့လိုပဲပြီးသွားရင်အမေတို့ကဓမင်းမစားသေးဓမင်းမစားသေးရောဓမင်းစားကိုလာခေါ်တိုင်းကျွန်တော်မရှိဘူးဆိုရင်အဲအဲ့ကျွန်တော်ပေါ်လုံးကန်တယ်ကျွန်တော်အမြဲတမ်းပေါ်လုံးကန်တယ်ဒီမြို့တော်ခမ်းမအရှိပေါ့နော်ဆိုလေးဘာလန်ပန်ရောပေါ့နော်မြို့တော်ခမ်းမအရှိမှာအမေကအမြဲတမ်းလာလာရှာတယ်တွေ့ရင်အဲ့လိုပဲတုံးနေရိုက်တယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုပေါ်လုံးကန်မှုတော့အဲ့လိုမျိုးနေတိုင်းနေပါပဲပေါ့နော်အဲ့လိုမျိုးတော့ဖြတ်သန်းနေရတာပေါ့ မတရားတော့အများကြီးပါပေါ့နော်မတရားအများကြီးပဲဆိုတာကကျွန်တော်နဲ့ပေါင်းတဲ့ငွေချင်းတွေကတော့သူတို့ကတော့ငွေတော့အဲ့လိုမျိုးပေါ့နော်ပတ်စံရင်တော့သုံးနိုင်ကြတယ်ကျွန်တော်ကတော့မသုံးနိုင်ဘူးအဲ့လိုပဲပြန်လွတ်လပ်ရေးပြန်ပွဲကန်တော့မယ်ဆိုကျွန်တော်တို့ရေအကုန်လုံးကအင်္ဂလီလောက်ကြတယ်ပေါ့နော်ဟိုတခါဆိုဘာစီလိုနာအပြင်အင်္ဂလီတခါအင်တာမီလန်အင်္ဂလီအဲ့လိုမျိုးလေးလောက်ဝတ်ကြတယ်သူတို့ကလည်းကျွန်တော်အလုပ်ရကျွန်တော်တော့သူတို့ မဟုတ်ဘူးငါမလုပ်ဘူးငါတော့ပုံစံမရှိဘူးပေါ့နော်အဲ့လိုမျိုးပြောတဲ့အချိန်ကျရင်တို့ကတငယ်ချင်းတွေစုတယ်စုပြီးတော့ကျွန်တော်စိုက်ပြီးရတယ်ပေါ့နော်စိုက်ပြီးပြီးတော့အဲ့လိုမျိုးလွတ်လပ်ရေးပွဲလိုက်ကန်တယ်ကျွန်တော်တို့လည်းမှနေတော့ပန်းစုထဲမှာရှင်ပန်းစုထဲမှာလည်းပြိုင်ပွဲဝင်ကန်တယ်အဲ38လမ်းမှာလည်း38လမ်း38လမ်းစိတ်ကန်းတာလမ်းဘောညောလမ်းအဲ့လိုမျိုး ပြိုင်ပွဲပဲမှာလုပ်တယ်လုံးသမားနေရာကြီးလိုက်ကန်တယ်လိုက်ကန်လို့အဲ့ကနေစုတွေပါရရတယ်ဆိုရင်တကယ်ချင်းကပတ်စံပြန်ခွဲအဲ့ခွဲတဲ့အချိန်ကကျွန်တော်ကခုနကအိမ်ကြီးဆိုင်တာအိမ်ဘိုးလေးပြန်ပေးရဲ့အဲ့လိုမျိုးကျွန်တော်သူ့ရရလေးနဲ့လူနာလေးတွေဝယ်တယ်အဲ့လိုမျိုးပေါ့ဒီဘောလုံးသမားမဖြစ်ခင်အချိန်ကြီးတော့လွတ်လပ်နေရောင်းအရန်ပျော်တယ်ဘာလို့လဲဆိုတော့အဲပွဲတွေအမြဲတမ်းကန်ရတာတွေရောအဲ့လိုမျိုးစုရတာတွေရောနော်အရန်ပျော်ကောင်းပါရောအဲ့ဒါတွေကတော့ကျွန်တော်တို့ကဘယ်တော့မှမင်းမှမဟုတ်လေအမှတ်တရလေးတွေပေါ့ဟုတ် ကျွန်တော်အဲ့လိုမျိုးပေါ့နော်ပေါ်လုံးရန်ကန်ရင်တော့ကျွန်တော်အကြောင်းနေပြီးရအခုလိုမျိုးပြောလဲဒီလူငယ်ကစားသမားတွေအကြောင်းမျိုးပြောတာမဟုတ်ဘူးပေါ့နော်ဒါလေးကဟာတာတစ်ခုပါကျွန်တော်အဲ့လိုမျိုးအကြောင်းပြီးရပေါ်လုံးနေလိုက်ကန်နေပေါ်လုံးနေလိုက်ကန်နေအချိန်မှာကျွန်တော်အကြောင်းဘလောက်တောင်ပြီးလဲဆိုရင်ပထမတစ်ခါပြီးရတလအဲ့တလမှာတရက်မှကျွန်တော်ပေါ်လုံးနေမတိတွေ့တဲ့နေ့တရက်မှမရှိသလိုကျွန်တော်ရဲ့ကြောဘွေးထဲမှာလည်းအကြောင်းစောက်တော့မှမရှိတော့ဘူး အဲအဲ့လိုမျိုးပေါ့နော်။ဘာကြောင့်မရှိလဲဆိုတော့ဒီမျိုးမောင်းရေးတော့ဖို့အေးတော့အဲ့လိုမျိုးစာအုပ်တွေရောင်းစားပြီးရောင်းစားပြီးတော့အဲ့လိုမျိုးအေးဝယ်တော့တာယူဝယ်တော့တာအဲ့လိုမျိုးလည်းရှိရပေါ့နော်။ပြီးတော့ကျောင်းကိုကျွန်တော်မတက်ချင်တော့ဗျာမတက်ချင်တော့တဲ့အချိန်မှာအမေကကျွန်တော်မေးရပေါ့နော်။အာဘာလို့ချင်လဲဆိုကျွန်တော်မေးရအဲ2009ပေါ့နော်နောက်ဘာလို့ချင်လဲလို့မေးရအချိန်မှာကျွန်တော်ကကျွန်တော်ဘောလုံးကန်ညင်တယ်လို့ပြောတော့ကျွန်တော်အဖေပေါ့နော် အခုတော့မရှိတော့ဘူးနော်ဆုံးသွားပြီဆိုကျွန်တော်အဖေရဲ့ဆရာကဦးမျိုးမြင့်ငင်းရဲ့ဆရာဦးမျိုးမြင့်ငင်းကနေပြီးတော့ကျွန်တော်ကိုစာလေးတစ်စောင်ရေးပေးလိုက်ရပါတော့ဟန်တာရီတင်းမှာအဲတုန်းကဦးစိန်မျိုးမြင့်ဆိုတာရှိရဲ့ဦးစိန်မျိုးမြင့်ဆိုတာရှိပါတော့အဲအဲ့ဆရာကြီးကိုစာလေးလေးတစ်စောင်ရေးပို့ပေးတယ်ပို့ရင်မှကျွန်တော်သွားတယ်စာလေးဆိုတော့အဲ့မှာ training တွေလုပ်တယ်ပေါ့နော် training လုပ်ပြီးတော့သူတို့လူရွေးလူရွေးကြတော့လူရွေးတော့ပထမတစ်ခါတော့မပါဘူးမပါတော့၃လနားပဲပေါ့နော်၃လ break လုပ်တယ်ပေါ့ ကျွန်တော်အဲ့လိုမျိုးဖြစ်အိမ်ပြန်လာတော့အမေတို့ကလည်းမပြောရဘူးနော်ပြောရင်ကျွန်တော်ဘောလုံးထပ်ပြီးမကန်ပါဆိုလို့ကျွန်တော်မပြောဘူးအဲ့ဒါနဲ့ဘာပြောလဲဆိုတော့သူတို့ပြိုင်ပွဲကမှမလို့သုံးလအတင်းအခွင့်ပြီးရတယ်ပေါ့နော်နားရတယ်အဲ့အဲ့လိုမျိုးသူတို့လိန်လိုက်တယ်ပေါ့နော်လိန်ပြီးတော့နောက်တစ်ခေါက်အဲ့ချိန်မှာကိုကလည်းလမ်းမမှာပဲကန်ပြတယ်တခါတည်းငွေရင်းနဲ့စိုက်ပွေးကွင်းတော်တော်ကန်တယ်အဲ့ပြီးတော့ နောက်တစ်ခေါက်ဟန်တာရီနဲ့ကပြန်ခေါ်တဲ့အချိန်မှာအရင်ကဟန်တာရီမဟုတ်ဘောနော်အုတ်တာယူနိုက်တက်ပေါ့အဲ့မှာကျွန်တော်ကပြန်ပြီးယူရဲမှာကျွန်တော်ပွဲတိုင်းဂိုးသွင်းတယ်ဂိုးလည်းဖန်နေပြီးတယ်ပေါ့နော်ဒီပြရသဘောကျပြီးကျွန်တော်ဟိုအရင်နဲ့ကိုစားခေါ်တယ်ပေါ့နော်စားခေါ်တဲ့အချိန်မှာလည်းတရာစီလုံးမှကျွန်တော် တပွဲပဲအရင်ပါတယ်ပေါ့နော်အဲတပွဲပဲအရင်ပါတယ်နောက်ရာသီရမှကျွန်တော် line နဲ့တော်တော်များများဆွာရပြီးတော့ united တွေပါတယ်ပါတယ်ပြီးတော့တော်ခက်ခဲပေါ့နော်ခက်ခဲဆိုတော့ united ပါရင် line နဲ့လည်းများ united မှာပဲကျွန်တော်တစ်နှစ်ခွဲနှစ်နှစ်လောက်ရှိရဲ့အရင်နဲ့ပဲစိတ်ဓာတ်တွေလည်းအများကြီးကြတယ်အဲလိုမျိုးမကန်တော့ဘူးပြန်တော့မယ်ပေါ့နော်အဲလိုမျိုးတွေလည်းကျွန်တော်ခဏခဏ တွေးတယ်ပေါ့ဒါပေမဲ့လည်းတွေးလိုက်တဲ့အချိန်မှာ အောင်ငါဒီလို့ကိုဆုံးဖြတ်ထားတယ်အဲဒီလို့ရွေးချယ်ထားတဲ့အတွက်ငါအောင်မြင်ကြိုးစားရမယ်ပေါ့နော်ငါမအောင်မြင်လို့မရဘူးအဲ B1 အဲ့လိုမျိုးဟိုမလုပ်ချင်တော့တဲ့အချိန်မျိုးကျွန်တော်ရဲ့မိဘနှစ်ပါးမျက်နှာအောင်ပြင်ကြည့်တယ်ပြင်ကြည့်ပြီးတော့ကျွန်တော်အကောင်းဆုံးဖြစ်အောင်ကြိုးစားတယ် B1 ဟိုဘယ်သူမှလက်မခံဘူးဆိုတော့ကိုယ့်ကိုယ်ကိုလက်ခံနိုင်တဲ့နေသားလေးရအောင်ကြိုးစားတယ်ဘယ်တော့မှလည်းဟိုကျွန်တော်စိတ်ညစ်လေခဏပဲပေါ့နော်စိတ်ညစ်လို့ရရပြမရအောင်မို့တရက်ပေါ့ B1 နောက်နေကြရင် စိတ်တလူတွေကိုသင်တဲ့ဘယ်လိုမျိုးပြင်ပြီးတော့ကိုကတန်တန်မာမာနဲ့ဘယ်လိုပြန်တော့ပြန်မလဲဘယ်လိုမျိုးပို့ပြီးတော့နိုင်ပြန်ယူမလဲဆိုတာလေးတော့အဲဟိုအဲ့လိုမျိုးစိတ်တက်လေးတော့ရှိတင်တယ်ဘောနော်တခုအရင်စိတ်တက်ကြပြီးတော့တော်ပြီးမကန်တော့ဖြစ်ချင်ရဖြစ်အဲဒီလုံးမလုံးတော့ဘူးဘောနော်အဲ့လိုမျိုးပြီးတော့မတွေးစေချင်ဘောနော်အခု တက်လာမဲ့ကလေးတွေပေါ့နော်ညီငယ်လေးတွေပေါ့အဲလိုမျိုးပြောခြင်းနဲ့အာဘာဖြစ်လွယ်နဲ့ရုံမပြပါနဲ့ကိုကိုကိုယုံကြည်ရရှိရှိနဲ့ကြိုးစားပါပေါ့နော်အဓိကကိုကိုယုံကြည်မှုရှိဖို့တော့လိုအပ်တယ်ပေါ့နော်အဲလိုပဲကျွန်တော်ပြောချင်တာကနောက်ဆုံးအနေနဲ့ဘယ်လိုဖြစ်ဖြစ်ကျွန်တော်တို့ဟိုတခုစိတ်ညစ်ပြီးရှုံးလို့စိတ်ညစ်ပြီးဆိုရင်ရှုံးတယ်လို့မခံဘူးနဲ့သင်္ကန်းသာရတယ်လို့သတ်မှတ်ပြီးတော့ဒီတက်ပုံကြီးစူးစမ်းနေတယ်။ဘာရောက်လဲဆိုတော့ဒီဘောလုံးဆိုတာကတော့ ဟိုကျွန်တော်တို့အတွက်တော့ဝါသနာနဲ့ဝမ်းသာထပ်တူကြရတယ်ဗောနော်ဒီဘောလုံးကကျွန်တော်တို့ဘဝတွေကိုလူရဝင်နေတယ်အရင်အစစ်နဲ့မင်းမနေနိုင်တော့မှလူလန်းစီလေးတော့နေနိုင်တယ်ဗောနော်ဒီဘောလုံးကကျွန်တော်တို့ဘဝတွေနေနိုင်အဲ့တော့ဒီဘောလုံးကိုစတုတ်တော့မယ်ဆိုရင်ဒီဇိုင်းမမဲ့လို့ဖို့တိုက်တော့မှာလေပြီးတော့ဘောလုံးပဲအရင်တော့အာယုံစိုက်ဖို့ပဲပြောချင်ပါတယ်ဗောနော်ပြီးတော့အောင်မြင်လာတဲ့အချိန်ညာတော့ဟိုကြိုက်တာလုပ်လို့ရတယ်ဗောနော်ဒါပေမဲ့ကိုယ်လုံးမထိခိုက်ဘူးတော့အရေးကြီးတယ်ဗောကျွန်တော်ဘယ်လောက်ပဲကျွန်တော်ရဲ့ personal life က အမားရှိခဲ့ကြီးတဲ့ကျွန်တော်ဘောလုံးကဘောလုံးဝင်ထဲမှာကျွန်တော်အမားရေကျွန်တော်ဘယ်တော့မှဘောလုံးဝင်ထဲစွမ်းမခေါ်ပါဘူးကျွန်တော်ရဲ့ performance ကိုကျွန်တော်ကြောက်အောင်ကျွန်တော်ဘယ်တော့မှမလုပ်ဘူးအာ personal က personal ပဲကျွန်တော်အလိုကကျွန်တော်လုပ်ပဲအဲ့တော့အဲ့လိုမျိုးကျွန်တော်ခွဲကြတာလေခွဲကြတာအတွက်အခုညီငယ်တွေလည်းပြောနေတာအလုပ်ကအလုပ်ပဲ personal က personal ပဲအဲ့လိုလေးလည်းခွဲကြစေချင်တယ်ပေါ့နော်